နာဆာကအနေနဲ့ငင်းငင်းရေတကားဖွင့်ယုံပေမဟုတ်ဘဲလက်နက်ကင်အဖွဲ့စည်းတွေငင်းငင်းရေတကားတွေကိုဝင်လာနိုင်တဲ့အခင်းကြီးမျိုးကိုအလေးထားဆောင်ရွက်နိုင်ဖို့လိုအပ်တယ်လို့ 7EO Alliance အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကျော်ညွန့်ကဆီယန်နိုင်တဲ့တင်းထဏာကိုပြောပါရတယ်။အဲ့ဒီလိုအခင်းကြီးမျိုးကိုဆောင်ရွက်နိုင်မယ်ဆိုရင်အကြက်တဲတွေကိုကျော်လွှားနိုင်တဲ့လမ်းစာတွေဖော်နိုင်လိမ့်မှာဖြစ်တယ်လို့သူကပြောပါရတယ်။အဲ့လက်ရှိနိုင်ငံရဲ့အခြေအနေကဒီနေ့တော့လောက်ကျွန်တော်တို့ကတနက်ကန်ပရီဖက်ကတံကိုခံပြရတယ်။ဒါကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ကိုယ်တိုင်သ လာတဲ့ဒီလက်မှတ်ပရိသတ်ခကိုကျွန်တော်တို့ကိုယ်တိုင်ရှင်းချနိုင်အောင်နာမောရက်ခင်နိုင်အောင်ပတ်ပြနိုင်အောင်ကျွန်တော်တို့လုပ်နိုင်စွမ်းရှိတယ်လို့ကျွန်တော်အနေနဲ့တော့အဲ့လိုပဲယူကြည့်ပါတယ်ကျွန်တော်နားလည်ရသလောက်ဆိုရင်လက်ရှိပေါ့လေနိုင်ငံတစ်ခုလုံးရဲ့အရေးအရာသိစအဝဝကိုတာဝန်ယူဆောင်ရွက်နေတဲ့ကျွန်တော်တို့လက်ရှိအခုဒီလိုပဲပြောပြောဆိုရလို့ပဲပြောပြောဒီအခက်အခြေအနေတွေကတော့ကျွန်တော်တို့လည်းပုံပြီးတော့အငြင်းကျေဖို့လိုအပ်မယ်ဒီခံနိုင်အောင်ကြိုးပမ်းရမယ်အညောင်ချီရှိနဲ့လက် 是，不离开过角落呢？没 <noise> 事，慢慢呢。路上有药酒味道，路上难闻了。路近来了，出门好久呀？你讲这家困难吧的，所有老人嘛，好百年。你碰到的你讲这家的不，非常努力，温热难得，品金牛，不如老有讲不累，是不咯？难道累起，难道说哎呀，老苦，打工有事嘛，好聪明的，而且是人家的，啊，人家创业呢，要家在角落里面，冷死的话，你听到路，大坡那里，你听到路。 ኃይል በየዚህ ባርክ ነው። တရုတ်ရဲ့ဂျာမန်စစ်စစ်ပေးမှုကြောင့်ကိုကန်တပ်ဖွဲ့ MND ဟာ2024ခုနှစ်ဩဂတ်စ်3ရက်ကတိမ့်ပိုက်ထားတဲ့လာရှိုမျိုးကိုမြန်မာတပ်မတော်ထံပြန်လည်လွှဲပြောင်းပေးခဲ့ပြီးသူကတော့ကိုကန်အထုဒေတာတစ်ကိုအုပ်ချုပ်ခွင့်ရသွားခဲ့ပါတယ်။ဒါပေမဲ့ TNL နဲ့မြန်မာတပ်မတော်တို့2025ခုနှစ်ဇန်နဝါရီ15-16ရက်ကတရုတ်နိုင်ငံမှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီးမဲ့သဘောတူညီချက်မရဘဲဆွေးနွေးပွဲအဆုံးသတ်ခဲ့ပါတယ်။အဒီနောက်တရုတ်နိုင်ငံရဲ့ဂျာမန်စစ်စစ်မှုနဲ့2025ခုနှစ် AP 28ရက်နဲ့29ရက်ကတရုတ်နိုင်ငံကူမင်းမြို့မှာအပြစ်ခတ်ရစဲနိုင်မှုတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။2025ခုနှစ် AP 28 29ရက်က တွေ့ဆုံမှုမှာမိုးကုံမိုးမိန်မပိန်နောင်ချိုတီဘောကြောင်မဲကိုကန်ရှိ TNL တပ်ဖွဲ့တွေပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာကိုပြန်လည်ဆုတ်ခွာဖို့တမတော်ဘက်ကသဘောထားယက်တီတာကြောင့်ဆွေးနွေးပွဲအဆင်မပြေဘဲအဆုံးသတ်ခဲ့ပါတယ်လက်ရှိမှာနာဆတ်ကအနေနဲ့စီးရင်နဲ့နိုင်ငံရေးတပြိုင်တည်းသွားတင်တယ်လို့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကဒုက္ခရဥထအောင်ကျော်က CNN တင်ထဏာကိုပြောပါတယ် အခုအားလုံးရဲ့စိတ်ထဲမှာဖြစ်နေတဲ့ဟာငါတို့နယ်မြေမှာပြင်နာမှရမယ်ပြင်နာမှအဲ့လာမှာဆွေးနွေးတဲ့အချိန်မှာငါတို့ပြောသမျှလိုက်ရောရမယ်ဆိုတော့အပေါင်းမျိုးကိုလိုချင်တဲ့တောင်မှာအခုကဟိုကလည်းအတင်းတိုက်တယ်ဒီကလည်းအတင်းတိုက်တယ်သူပြိမတာကမှဆွေးနွေးရတော့မယ်ဆိုတော့အကုန်လုံးကသဘောပေါက်ပေါ်ပါတာလေဒါဒီမဆုံးရှုံးအောင်ဆုံးဆုံးမိသားစုတွေပါရေကိုယူနိုင်အောင်ပေါ့လောက်အောင်မဟုတ်လေအဲ့လိုကိုမလုံနိုင်ပါနဲ့ဆိုလို့ရှိရင်ကတော့ဒါအောက်ကြီးရောက်ပြီးတော့ဘာလို့ချက်မလဲ ောက်ကတော့အကုန်လုံးကစဉ်းစားတတ်တဲ့လူတွေကြီးပါပဲအဲဘာဖြစ်လို့မလောက်ကြလဲမလောက်တာလားတော့ရောလောက်တာကိုလူတို့သိအောင်မပြောတာလားဖြစ်တော့ဖြစ်တယ်အဖက်ကတော့ဒါတက်တက်သားသားရှိတယ်တက်တက်သားသားလောက်နေတယ်ဆိုတော့သဘောတူရနောက်ဆက်ကအနေနဲ့လည်းဒီလိုပဲပြောချင်တာတော့ဟပ်ပါဝါနဲ့ဆော့ပါဝါမျှပြီးတော့မှတကယ်ကိုလောက်ပြနိုင်မှပဲတွေးဆောင်ဆွေးနွေးပြီးပိုင်းညာရေးအကုန်လုံးကပြန်ပြီးတော့မှဖွင့်လင်းသွားမယ် လက်ရှိမှာအရကတက်တော် A ကလည်းမကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့ AR တိုင်းဒေသကြီးတို့မှာမြန်မာတပ်မတော်နဲ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်။အဲဒီနောက် A ဟာရခိုင်ပြည်နယ်ရှိတန်တွဲ၊ကွာ၊အန်၊မင်းပြား၊မြောက်ဦး၊မောင်တော်၊ရတိတောင်၊ပူတီတောင်၊ကြောက်တော်၊ပုံနာကျွန်း၊မှန်အောင်၊ပောက်တော်၊တောင်ကုန်း၊မြေပုံစတဲ့ဒေသတွေကိုထိန်းချုပ်ထားပါတယ်။အဲဒီလိုပဲ TNL ကရှမ်းပြည်နယ်မြောက်ပိုင်းမှာနမ်ခမ်း၊နမ်စံ၊မန်တုံ၊နမ်မတူ၊မိုင်းငေါ၊ကြောင်မဲ၊နောင်ချိုး၊ကုတ်ခိုင်၊တီဘော၊မူမိန်၊မပိန်နဲ့မန္တလေးတိုင်းဒေသကြီးအတွင်ကမိုးကုတ်တို့ကိုထိန်းချုပ်ထားပါတယ်။အဲဒီနောက် MNDA ကရှမ်းပြည်နယ်မြောက်ပိုင်းမှာတိန်ဒီ၊လောက်ကိုင်း၊ကုံချံ၊ဖောင်းဆိုင်၊မုံကိုချင်းရွှေရောကုတ်ခိုင်တို့ကိုထိန်းချုပ်ထားပါတယ်။အဲ့ဒီအပြင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ကကချင်ပြည်နယ်ကစွန်ပရာဘွန်၊အင်ဂျန်ရန်၊ဇတုံ၊ချီဖွေး၊စော်လော၊ဖီမော၊ပန်ဝါ၊တော်ဖုံရန်၊စင်ဘိုမြို့လာ၊မန်စီ၊ကံပိုက်တဲ့မိုးမောက်မြို့တွေနဲ့နေဆက်ကုံသွေးရေးမြို့လွယ်ကျဲမြို့တို့ကိုထိန်းချုပ်ထားပါတယ်။စကိုင်းလိုင်းဒေသကြီးအတွင်းကရွှေပြည်၊ဖောင်းပင်၊ပင်လယ်ဘူး၊ခမ်းဘတ်မြို့တွေကိုလည်း KIA PDF တို့ကထိန်းချုပ်ထားပါတယ်။